Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။မိပြပေးတဲ့ Ruben Amorim ကတော့ကျွန်တော်တို့ဒီ press conference မှာပြောထားတဲ့အကြောင်းအရာတွေထပ်ပြီးတော့ရှင်းသေးတယ်။အသင်းဘက်ကဒုတိယပိုင်းနဲ့ပတ်သက်လို့ကျွန်တော်ထုတ်လွှင့်လာတယ်။အဲ့ဒီထဲမှာ lecture နဲ့ပတ်သက်တဲ့အရာပြင်တချို့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းလေးတွေရှိသေးတယ်။ အဲ့ဒါပဲတို့ကျွန်တော်ဆွေးနွေးကြည့်အောင်ပါပြီးခဲ့တဲ့နေ့ကကျွန်တော် press conference လုပ်ခဲ့တာကတော့အတင်းဘက်ကပထမပိုင်းထုတ်လွှင့်လာတော့ပဲကျွန်တော် လုပ်ခဲ့ရတာဆိုတော့ဒီထဲမှာစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတချို့ကျွန်တော်ရှိပါတယ်ဆိုတော့ဒီညမှာဆိုလို့ရှိရင်ပထမဆုံးကျွန်တော်ကြည့်ရရင် listener တို့ Marines ရဲ့အခြေအနေနဲ့ပတ်သက်လို့ Everton ရဲ့ပွဲမှာပါနိုင်မလားမပါနိုင်ဘူးလားပါလာမလားမပါလာဘူးလားပေါ့ဒါကိုအသေးစိတ်ပြောထားတာကျွန်တော်ရှိတယ်ဆိုတော့ Amorim ဘာပြောထားလဲဆိုတော့အဲဆိုတော့ Litcher ကလည်းပေါ့နော် ကစားဖို့အတွက်အဆင်သင့်ဖြစ်နေပါပြီပေါ့ Everton နဲ့ပွဲမှာပါမလားမပါဘူးလားဆိုတော့တီချာမသိသေးဘူးပေါ့နော်။ဒါပေမဲ့လည်းလူသူ့ရဲ့စိတ်ဆန္ဒ mindset training စီမှာစင်းပုံတွေကိုကြည့်ပြီးတော့အသင်းပေါ်တွေနဲ့ကစားပုံတွေအရာဆိုလို့ရှိရင်တီချာတဲ့ listener မာရီနဲ့စာကစားဖို့အတွက်အစဉ်နဲ့ဖြစ်နေတယ်ပေါ့နော်။သူ့ရဲ့ကျွန်တော်ဒါအသင်းဖြစ်နေမှုကလည်းကျွန်တော်တို့အတင်းအတွက် imminent အရေးပါတယ်ပေါ့နော်ဒါပေမဲ့လို့ကျွန်တော်တို့ကတေချာဂယုဒစိုက်တတိထားမှတော့ကျွန်တော်ရမယ်သူ့နေရာမှာတခြားကစားမားတွေကလည်းအကောင်းဆုံးကစားပြနေတော့ ်တို့ဆုံးဖြတ်ရမယ်တို့ဆုံးဖြတ်ချက်အရာပဲစဉ်းစားသွားမယ်ပေါ့နော်သူကတော့လုံးဝအစင်င်းဖြစ်နေပြီဆိုပြီးကျွန်တော်ပြောသွားတယ်ဆိုတော့ဒါကတို့အတွက်စဉ်းစားကြရတယ်အများကြီးရတယ်စဉ်းစားကြရတယ်ရတယ်ဆိုတော့ခြားတော့မဟုတ်ဘူးဗျာသေးလားလက်ရှိသူပြောပုံရဆိုရင်လစ်ချာကို3တော့3ကျင်နေနော်သူကလည်းအစင်င်းဖြစ်နေပြီဒါပေမဲ့လို့လူရှိုးကကောင်းနေတယ်ဗျာဆိုတဲ့သဘောပဲလူရှိုးကကောင်းနေတယ်ဗျာပေါ့ဒီနေရာမှာနားလည်လို့ရတာတခုရှိတယ်ပေါ့နော်ကျွန်တော်တို့ဒါ positive sign နဲ့ဘက်ကပြောရင် အဲ့ဒါဗာလဲဆိုတော့ကျွန်တော်တို့ပုံမှန်အားဖြင့်ဆိုလို့ရှိရင် listener တို့ marines တို့ဘာလို့ကိုကျွန်တော်တို့ကအရေးကြီးလူတယ်ဗျဘာလို့လဲဆိုတော့ lecture လောက်ကောင်းအောင်ကစားနေတဲ့သူသူ့နေရာမှာမရှိလို့ပဲဒါပေမဲ့လို့အခုကလူရှောကိုကျွန်တော်ကြည့်တော့ injury လဲကင်းနေတယ်နော် injuries တွေလဲကင်းနေတယ်ပြီးလို့ရှိရင် performance ကလည်းလူရှောကအရင်ကြီးပြောစရာလူတဲ့ performance မျိုးဟုတ်မနေတော့ okay အဆင်ပြေနေတဲ့ကစားသမားကိုဆက်သုံးပြီးတော့ လစ်ချာကိုငါအပြည့်ဝအနာပေးဦးမယ်အရာအလုံး ready ဖြစ်နေပြီဆိုတဲ့အချိန်ကိုစောင့်လို့ရတယ်ပေါ့ပုံမှန်အပြင်ကျွန်တော်တို့ကသူ့နေရာမှာကစားမကောင်းမရှိတော့ငါတို့လစ်ချာကိုတုံးဖို့လိုတယ်ဒီကောင်ကောင်းပြီဆိုတာနဲ့ချက်ချင်းတုံးဖို့လိုတယ်ပေါ့เนาะကျွန်တော်တွေးနေအဲကျွန်တော်မလူလားအပ်တဲ့အရာတွေထက်ကြုံဝရင် left ထပ်ပြီးတော့လက်လွှတ်ရတဲ့ကာလာတွေကျွန်တော်ရှိမှစိုးရတယ်ဗျာဆိုတော့ဒါဟာကောင်းတဲ့တစ်ချက်ပဲဆိုတော့လူရှောကောင်းနေတယ်ဆိုတာက Lisandro Martinez ပွဲပြန်ကစားနိုင်ဖို့အတွက် allergy ကျွန်တော်မလူအပ်ဘူးပေါ့ ဒါအပြင်ကျွန်တော်တို့တွေးကြည့်ရရင်အသင်းတွေကဒါကောင်းနေအရာဒါအပြင်လာမယ့် international break ကလည်းနောက်ထပ်3လလောက်နေမှဆိုတဲ့အခါကျတော့ဒါမစူးဘူးပေါ့เนาะကြားထဲမှာအသင်းပွဲစဉ်တွေပဲကျွန်တော်တို့ရှိတော့တယ်တပတ်မှတပွဲပဲကျွန်တော်တို့ကစားရမယ်အဲ့တော့ Lucio Cauni တရွေကာလာပလုံ Lisandro Martinez က AECC ကျွန်တော်ပေါ့เนาะအလုံးမကြီးပဲနဲ့ဒဏ်ရာပြဿနာကိုကျွန်တော်ပျောက်ကင်းအောင်လုပ်ပြီးရင်ကျွန်တော်တို့ပေါ့เนาะ100% fit ဖြစ်အောင်လုပ်ပြီးတော့ပြန်လာလို့ကျွန်တော်ရတယ်လေချာ 100% ready ဖြစ်နေပြီဆိုရင်တော့တေချာတယ်ကျွန်တော်လေချာကပူကောင်းတဲ့ player တယောက်ဖြစ်တယ်လေချာဒီပွဲကစားခွင့်ရမှာဒါကလုံးဝတန်တရားရှိနေရမလို့ဘူးဗျာဒါပေမဲ့လို့လူရှောကအဆင်ပြေနေတယ်ဆိုတာကအများကြီးပူကောင်းတဲ့အရာပါအကယ်လို့လေချာပြန်ရောက်လာတယ်ဆိုရင်လူရှောကိုကျွန်တော်တို့က wing backs မှာ Patrick Dugu ရဲ့နေရာမှာတောင်းသုံးလို့ရသေးတယ်ဖြတ်တင်ဖို့တအားကောင်းနေတယ်မှာပါတော့လေအဲအဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်လည်းပဲကျွန်တော်အနေနဲ့ ဒါလူရှိုးကိုတုံးထားပြီးတော့လေချာဖြည်းဖြည်းချင်း9မိနစ်ကစားတာမျိုး15မိနစ်ဝင်ကစားတာမျိုးနိုင်ဝဲဝင်ကစားတာမျိုးဟောဒုတိယအဟိုးကြောင့်မှပွဲထွက်လာတာမျိုးဒါမျိုးကျွန်တော်တွားမှရမှာ ACL injury ကြုံထားရတဲ့ player ဖြစ်တယ်ဆိုတော့တတိထားပြီးတော့ကျွန်တော်ဂိုင်းတွင်မှရပါမယ်ဒါကြောင့်ကျွန်တော်ဒီပွဲမှာ Everton ရဲ့ပွဲမှာတော့ Lisandro Martinez ရဲ့ဘက်ကတော့ကစားဖို့အတွက်သူအစင်းင်းဖြစ်နေပြီ ကစားဖို့လည်း ready ပဲအားလုံးကအစင်းသင်းဖြစ်နေပြီဒါပေမဲ့နီးပြရူဘင်အမ်မူရင်ကတော့လူရှောကကောင်းနေသေးတာဖြစ်တဲ့အတွက် injury ပြဿနာကနေပြန်လာတဲ့ကစားမတယောက်ကိုပွဲထွက်လူဆင်းမှာနေရာပေးဖို့ဆိုတာမရှိသေးဘူးလို့ပြောလိုက်တာ ਨੇ တူတူပဲကျွန်တော်ညီကလို့ရောဘလို့မြင်ရတယ်ကျွန်တော်တော့အမ်မူနီရဲ့ဆုံးဖြတ်ချက်ကမှန်တယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဟိုကျွန်တော်တို့လာမယ့်ပွဲမှာထင်တယ်လို့မဖြစ်ခဲ့ဘူးဆိုရင်တောင်မှအမ်မူနီရဲ့ကျွန်တော်ပေါ့နော် instinct ကမှန်ပါတယ်ဆိုတော့တကယ်တမ်းကလည်းအဲ့လိုဖြစ်ရမှာပဲကျွန်တော်တို့ ACN injury ရထားတဲ့ player တယောက်ဖြစ်တယ်ဆိုတော့အလော်ဒီကျွန်တော်တို့က ဟိုတွန်းအားပေးပြီးတော့ပွဲထွက်ကစားခိုင်းလို့မရဘူးပေါ့နော်အဲဆိုတော့ထပ်ပြီးတော့ပြောရတာက ultra ဖို့ကွင်းရဗျာပေါ့နော်ပြိသက်တွေကလည်းကျွန်တော်တို့ကိုတွန်းတွန်းတိုက်တိုက်နဲ့ဒါအင်ပြအားပြည့်ကစားဖို့အလိုရှိနေမှတည်တယ်ပေါ့နော်အဲ့ဒီအတွက်လည်းကျွန်တော်အဓိကပြင်ဆင်ထားမယ်ပေါ့အထူးသဖြင့်ကျတို့ဒီအဝေးဝင်းတွေဘာတွေကိုပဲကျွန်တော်တို့တွားကစားရင်းနဲ့ဗောနနှစ်ပွဲစားတဲ့တွားကစားရင်းနဲ့ရက်လက်ဒီကောင်းမထားဘူးဗောတိုးတော်လည်းပဲလက်ရှိဒီယာဒီမှာဆိုအိမ်ငွေးမှာကျတို့ကရက်လက်ဒီဘာတွေကောင်းနေတဲ့နေရာမှာပါတယ်ဗောနအဲ့လိုရက်လက်ဒီဘာတွေကောင်းလာပြီဆိုတော့ဖြည်းဖြည်းချင်းနဲ့ အိမ်ဝင်းမှာကစားရတာကိုပို့ပြီးတော့သဘောကျလာကြပြီပရိသတ်တွေရဲ့ဘက်ကလည်းအင်ပီအားပြီးအားပြီးလာကြပြီဒါအပြင်အိုးထွက်ဖို့ကွင်းမှာကစားမဲ့ပွဲမှာဆိုရင်ပရိသတ်တွေရဲ့ဘက်ကလည်းကစားမရအပြည့်အဝအထုတ်ကစားတာကိုမြင်ကျင်ကြမှာပဲပေါ့ဒါကြောင့်ကျွန်တော်တို့နေပေါ့နော်အဓိကထားပြီးတော့ဒါတွေတွေပြင်ဆင်သွားမယ်ဆိုပြီးတော့သူပြောသွားတယ်ဒါအပြင်သူအနေနဲ့ပွဲချိန်နဲ့ပတ်သက်လို့သူပြောထားတာကနိုင်ငံတကာပွဲတွေအပြည့်မှာတနင်္လာည UK စံတော်ချိန်ပို့ဆိုလို့ချင်းတနင်္လာညပေါ့နော်ကစားရတာကအသင်းတွေကကောင်းနေပေါ့နော်ကောင်းနေပေါ့ဒါပေမဲ့ပရိသတ်တွေအတွက်ဆိုရင်တော့ weekend မှာပဲကစားပြီးကျင်တာပေါ့ဗျာလက်ရှိဘောလုံးလောကကစီးပွားရေးပဲဖြစ်နေတော့ရုပ်တံလွှင့်တဲ့ဌာနတွေကလည်းဒီလိုအချိန်တွေဒီလိုအချိန်စည်ရင်းတွေကိုပေါ့နော်ကျွန်တော်ကငွေတွေပါတွေအများကြီးပြီးပြီးတော့ဆွဲထားရတာလဲကျွန်တော်တို့အားလုံးသိတယ်ပေါ့နော်အဲ့လိုဆိုရင်တော့ကျွန်တော်ကဒါပါရမီသားစုနဲ့ weekend ဒီမှာဘောလုံးကြီးအတူအနားယူရတာမျိုးတွေပရိသတ်ကိုဖြစ်စီကျင်တာ weekend ဒီဘက်ကနေပဲကြိုက်တယ်ပေါ့ ultra book ကတော့ဘယ်လိုအချိန်မဲဖြစ်ဖြစ်ကွင်းပြည်နေမယ်ဆိုတဲ့ခါကျတော့အကောင်းဆုံးပေါင်းကျင်တော့ဖြစ်နေဦးမှာပေါ့ဗျာ ultra book ကိုပြင်လာရတာခက်ခဲတယ်ပေါ့နော်ဒါပေမဲ့လို့ အိမ်ဝင်းမှာကန်ရတယ်ဆိုတဲ့ခါကျတော့ဒါတကယ်ကောင်းနေပြီလို့သူပြောထားတယ်ဒီနေရာမှာကျွန်တော်တို့ကအာဘာလို့ဘောနောအင်္ဂါနေ့ကစားရတာတော့တင်းနာနေညာအင်္ဂါနေ့မနေ့ကကစားရတာတော့ဘာလို့ဒီများကြီးလို့ weekend မှာမကစားရတာလဲပေါ့လက်ရှိ MOD ပြောသလိုပဲတို့လက်ရှိဘောလုံးပွဲလှည့်နေတဲ့နေရာတွေကြောင့်ပဲ TND Sports တို့ Sky Sports တို့ဟလာနော်ကျွန်တော်ဒီလိုမျိုးဘောနောရုပ်တန်လွင်တဲ့ဌာနတွေကြောင့်ပဲနော်ဘာလို့လဲဆိုတော့ရုပ်တန်လွင်တဲ့ဌာနတွေကထားပါတော့ဗျာအခုဆိုလို့ရှိရင် ဟိုတကယ်တမ်းသူတို့စီမှာဗောနော်သူတို့စီမှာဆိုလို့ရှိရင်ဘာဖြစ်လဲဆိုတော့ဟိုကဘာဝန်းကျင်ပဲဖြစ်ဖြစ်တကဘာလုံးပဲကျွန်တော်ဖြစ်ဖြစ်ဗောနော်သူ့ဟာနေသူပြရုပ်တန်သုံးဌာန၃ခုရှိတယ်ဆိုဝီကန်တစ်ခုမှာ၁၀ပွဲရှိရဆိုလို့ရှိရင်အဲ့ဟာကိုသူကမျှယူရတာရှိတယ်ထင်ပါတယ်သူတို့စီမှာဆိုလို့ရှိရင်ဘာလဲပါရာမောင့်တွေဘာတွေရှေ့ဦးမလားတော့မသိပါဘူးပြီးရင်လည်းပဲဝီကန်နေမှာဆိုလို့ရှိရင်ဗောနော်ဟိုပြခွင့်မရှိတချို့ဟာတွေဆိုပြခွင့်မရှိဘူးဗောဘာလို့ပြိသက်တွေကွင်းနေဝင်ကြည့်အောင်ဆိုတဲ့ပုံစံမျိုးနဲ့သွားကြည့်ရတာတွေရှိတယ်လို့လည်းသိထားရတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့အခုဆိုလို့ရှိရင်ဒါရုပ်တံအနေအများကြီးကြည့်ရတော့မှာဗောနော် ဟိုတနေ့နာနေဖြစ်နေပြီဆိုတဲ့ခါကျတော့ဗောနော်အဲ့တော့ဒါဟာဒီလိုမျိုးရုပ်တန်တွေတို့ဝင်ငွေတွေပူပြီးတော့ဒါရတယ်ဗျာတို့ Premier League တို့ဘာလို့ကကြည့်ရမလားအခုဘာလို့ဆိုတော့အဲ့လိုပွဲမျိုးတွေကိုငွေပူပေးပြီးတော့ကျွန်တော်ပြကြတယ်ဆိုတဲ့ခါကျတော့ဗောနော်အဲ့တော့ကျွန်တော်တို့ကဘယ်သူမှမကန်တဲ့တနေ့နာနေညကိုကျွန်တော်ကကန်ပေးရမှာအဲ့တော့အဲ့တော့ကျွန်တော်ဒါအတင်းတွေတော့မနေ့ပြောမကောင်းဘူးဒီလားကျွန်တော်တို့ပြည်သက်တီအတွက်ကတော့ဗျာဒီနေ့ weekend ဖြစ်လေကျွန်တော်တို့နားရက်တီဖြစ်လေပိုကောင်းနေပေါ့ဒါကလည်းပြည်သက်တီတွေလုံနေတာပဲမလားသို့တော်လည်းပဲအာငွေကြီးလောကကြီးဖြစ်နေပြီပေါ့နော် အရေးကြီးတဲ့ငွေကြေးလောကကြီးဖြစ်နေပြီဆိုတော့ဒါမျိုးတွေကြုံနေရတာဆိုတော့ Lisandro Martinez ကပေါ့နော်ဒါလုံးဝဒါပြင်လာဖို့အဆင်သင့်ဖြစ်ပေမဲ့လို့ MO တွေကထည့်မသွားဘူးထည့်မှာမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးသူပြောထားတယ်အဲကျွန်တော်ကတော့ကျွန်တော်တို့မလို့တင်မှုလို့ထင်တယ်ပေါ့နော်မလို့တင်မှုလို့ထင်တယ်အဲလူရှောကအဆင်ပြေနေသေးတော့လေဒါအဆင်ဖြစ်တင်ပါတယ် MO တွေပြောတာတွေကဆိုတော့ညီကလေးရောဘလူမင်းကြလဲကျွန်တော်တို့ဒါလူရှောလူရှောကိုချက်ချင်းပယ်ပြီးတော့နေရာပေးတင်တယ်လို့ထင်ကြလာလေချာကိုဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်